့ဘုရားစကားကိုလည်းကျွန်တော်ဘုရားကြောင့်သွားဟာလေလုယခိုင်ဝမ်းမြောက်ပေမဲ့လက်တွေ့ကျွန်တော်တို့အသက်တာမှာ practice မလုပ်ဘူးဆိုရင်အမျက်မဆွဲတဲ့အသွဲဘုရားစကားရဲ့အကျိုးကြီးဆိုတဲ့ advantage ဘုရားကရဲ့အသီးပွင့်ကိုမခံစားအောင်ဒါက logic ပဲမခံစားရအောင်လက်တွေ့ကျင့်သုံးမှခံစားဘုရားရံပြောတယ်မင်းမင်းတော့မင်းအစစ်ဆန်ခံခြင်းနဲ့ပုံစံကို သူတပောက်ကိုဆက်ဆံပေးတယ်။ချိန်တပောက်သူပြောကြမင်းအချစ်ခံကျင်တယ်ဆိုရင်သူတပောက်ကိုချစ်ပေးတယ်။တေချာပေါ့အချစ်ခံတယ်။မင်းကသူတပောက်ကသူသူတပောက်ရဲ့လက်ဆောင်ပေးတာသူတပောက်ရဲ့ကျေးဇူးပြုတော့ခံကျင်မင်းသူတပောက်ကိုကျေးဇူးပြုလက်ဆောင်ပေးတေချာပေါ့ရမယ်ရေးရ။ဒါကြားထားပြီ။လက်တွေ့လိုက်မလို့သူတို့ဘာရဲ့အချို့ခံကျင်တယ်။ဒါသူတို့ဘာလို့ပါလဲ။ဘာလဲ။မချစ်တဲ့ ကိုကိုကိုပဲချစ်တယ်လေသူများကဘာလဲမဆိုင် view လည်းမဆိုင်တာသူတော့ဘာလို့လိမ့်ရှူလဲသူတော့လည်းမပိကန်တာဘူးသူကဘာမှမပြောလင်းနဲ့ပြီးတော့ဖယားကခင်ဗျာလက်တွေ့အသုံးမအသုံးပြုကျင့်သုံးတာမဟုတ်လားပြင်းတယ်ဒါတို့ရဲ့ဒါဆိုရင်ဘလို့လက်ခံလဲဆိုတာအရေးကြီးတယ်နောက်တော့ဘာဆိုဘိုးချုပ်နေမှာဘိုးချုပ်နေမှာကနူတာ လူနာဆွဲတဲ့အခါမှာเนาะကျွန်တော်တို့ prophet prophet ဘယ်ဖြစ်မလဲ elisha elisha ဆိုတော့တွားရဲ့ဆုတောင်းခံတာအာတော်တော်နဲ့အာတိုင်းပြည်ရဲ့အခြေအနေကအယမ်းကွာဒီဘုံကျုံနေမှာတို့ရဲ့တိုင်းပြည်ကလုံးဝဟိုစူပါစီရမ်းနဲ့မိုက်တယ်နိုင်ငံရေးမှာလည်းမိုက်တယ်ဒီမဲ့ elisha ရှိတဲ့နိုင်ငံကသူတို့အခြေမြေဝင်သိလို့ရတယ်အာအချိန်မီလည်းဝင်သိမ်းလို့ရတယ်။ကြိုက်တဲ့ချင်ကောက်စားဖို့ဗျာ။ကိုယ့်ရဲ့ထဲကဖားအဲ့လိုနိုင်တာ။ဒါပေမဲ့ ဗိုလ်ချုပ်နေမှာတော့ဖန်သွားတဲ့ကျွန်မလေးတယောက်ကမတို့နိုင်ငံမှာဒီ prophet တယောက်ရှိတယ်သူကတကယ်ဆွမ်းတယ်ဘုရားသခင်အရန်အသုံးပြုတယ်သူပြောလိုက်တဲ့စကားရယ်လက်တီပတ်တိမှန်တယ်သွားကြည့်ပါလားသူတို့အဖြေပေးနိုင်တယ်သွားမေးတဲ့အခါမှာဟုတ်ပြီလေမင်းနူနာပြောက်မှာပါဒါပေမဲ့ဂျော်ဒန်မစ်ချေးမှာရေတော့နှစ်လိုက်ခုနှစ်ချိန်နှစ်လိုက်ဆိုသူသူသူရတယ်ရှင်းတယ်သူသူရဲ့ဒေါ်လာထွက်လာတယ်မှန်တယ်ဘိုးချုပ်စစ်တယောက်လာတာပါဟုတ်ပြီရေနှစ်နဲ့ဟုတ်ပြီကောင်းတဲ့ရေ နော်ကောင်းတဲ့မြေကိုတော့ညွန်ဒါမှမဟုတ်ကွာရေချိုးလိုက်ကွာခုနှစ်ခွက်အဲ့လိုမဟုတ်တကယ်တိတ်မကောင်းတဲ့ရေပေါ့ဗျာတိတ်မကောင်းတဲ့ရေမတော်နစ်ဆိုတော့တွဲတင်းတာပေါက်တာပေါ့နော်တော့ဒါပေမဲ့ရေတွားနစ်လိုက်ပါခုနှစ်ခါနင်းပြောက်မယ်ဆိုရင်အဲဒီရေခုနှစ်ခါနင်းပြောက်မယ်ဆိုတဲ့စကားပြောကြရနေမန်ရဲ့လူနာပြောက်တာတကယ်နာဒါပေမဲ့တကယ်ပြောက်ဖို့အတွက်နေမန်သွားနစ်ဖို့လိုတာ အဲ့တော့မာနရှိမာနရှိတော့သူ့လူကဘာပြောလဲဆိုတော့အမမီးထီအောင်ရောက်လာပြီပဲငါတို့ခီးလဲပန်းနေပြီဒီလောက်တော့ကြိုးစားပြီးမှဒါကတိတ်ခက်ခဲတာမဟုတ်ဘူးလှုပ်လိုက်ဆိုနော်ဒီချိန်ဒီထီအောင်ရောက်မှတော့ရေခုနခန်းနိနေတာတော့ငါတို့ကစမ်းကြည့်လိုက်အောင်ပါတမန်မထူးတော့ဘူးဆိုတော့အဲ့အရံတော့အိပါကွာဆိုလှုပ်လိုက်မှပျောက်သွားတာပျောက်သွားမှပြန်လာတော့ဂျီဇူးတင်တာပါနော်ပြောချင်တာ तू ကအင်းရှင်ပြောကြရ ပြောင်းမယ်ဆိုတဲ့တကူအချိုးချင်းစုအတိပွင့်ကအဲ့စကားပေါ်မှာပါသွားတယ်။ဒါပေမဲ့အဲ့စကားရဲ့အချိုးချင်းစုအတိပွင့်ကိုရဖို့အတွက်ကနေမှာခုနှစ်ခါသေချာမှမင်းရ။မနစ်ပဲနဲ့ပြန်သွားဆိုမပြောက်ဘူး။အဲ့တော့တွေ့ရ။အဖျားစကားကိုကျွန်တော်ကဘယ်လို responding တုံးပြန်လဲ။ဘယ်လို receive လက်ခံလဲဆိုတော့အရေးကြီးတယ်။ တောင်းပြန်တယ်လက်ခံတယ်ကိုဘယ်လိုလုပ်ရမလဲဆိုကျွန်တော်ခုနကပြောတယ်ဟိုနောက်တစ်ခုကဘာလဲဆိုရင်ဟိုပီတာဟောနော်ပီတာကခုနကရှင်လူကအခန်းကြီး9ရက်အကြောင်းဖြစ်တယ်အခုကကျတော့မာသဲအခန်းကြီး8အခန်းငယ်ဘယ်လောက်မှာ73မှာအမယောမရဲ့လက်အောက်ကနော်အုတ်ချုပ်ရည်မှုဟောနော်ဒီခေါင်းဆောင်ပေါ့ဗျာပြောလို့လူခေါင်း100လောက်ကိုဥဆောင်တဲ့စစ်ခေါင်းဆောင် သူကသူ့ကြုံဟာဖျားနေသူ့ကြုံကချစ်တယ်လိမ်မာတယ်ချစ်တော့သူ့ကြုံအသေးအံဖြစ်တေတော့မယ်ယေရှုကလည်းနာမည်ကအရန်ကြီးနေပြီနာမည်ပေါ့နေပြီအကြမ်းလူကြမ်းမာတေလူရှင်နာမည်ပေါ့နေခါသူလဲအားကိုးတော့အားကိုးတော့တော့အခုကြီးတောင်းတော့အခုကြီးတောင်းတဲ့အခါမှာအသူကအခုကြီးတွားတောင်းတဲ့အခါမှာသူကဘာပြောလဲဆိုရင်အမ်သူကျွန်တော်ဂျွန်လေးကဖျားနေတယ် ချေပေါင်းကျွန်တော်ကိုကြမ်းမှချင်ပေးပါအဝေးအဝေးအမခရရှိရကြဟုတ်ပြီတကယ်စင်ပြပါတယ်ဒါပေမဲ့သဘာဝဆိုရင်အခုအောက်လူမလာနဲ့စကားလေးနဲ့ပြောတယ်ပြောချင်တာကခုနကဖရာသခင်ရဲ့နှုတ်ကပတ်တော်နှုတ်ထွက်တဲ့စကားမှ powerful ဖြစ်တယ်အခွင့်တကူအာဏာရှိတယ်အကျိုးကျေးဇူးရှိတယ်ဆိုတာဒီခုနပြောတဲ့ ဒီစစ်မူကြီးပေါ့နော်စစ်တပ်သားမူကြီးอ่ะဒီတပ်မူကြီးပေါ့နော်လူပေါင်းတရာကိုအုပ်ချုပ်တဲ့တပ်မူကသိတယ်။ဘာကြောင့်သိလဲသူကဒီတစကားရဲ့အခွင့်အဘောအာဏာနဲ့အလုံးလုံးနေတဲ့လူတယောက်ဖြစ်တယ်။တပ်ဘာလို့ကျွန်တော်ကလေလူပေါင်းတရာကိုဦးစီးနေတဲ့တပ်မူဖြစ်တဲ့မှာကျွန်တော်သွားဆိုရင်သွားလှုပ်ဆိုရင်လှုပ်အဲရေခတ်ခတ်ကိုခတ်ခဲ့ရေခတ်ခဲ့ဆိုတာနဲ့အဲ့နောက်မှာရေပါလာပြီ။ဟိုဘက်မှာသွားအချွေးတောက်ကောက်ဆိုတဲ့အချွေးပါလာ ဥပမာသွားရှင်းလိုက်ဆိုရင်ရှင်ဒီလိုဇကားနောက်မှာရလာပါလို့သတိတဲ့ခါမှာလူကိုယ်တိုင်မလာပါနဲ့ကျွန်တော်တော့ဒီခံခံယူရမယ်လို့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကဒီလိုဒီလိုလူဖြစ်တဲ့အတွက်ဒီလိုပဲယေရှုကိုယ်တိုင်လည်းကျွန်တော်ဇကားနဲ့စီလို့ပါဆိုတော့ဟုတ်ပြီအဲ့ဆိုမင်းတို့ကျမ်းမာလို့ပြောရတာအချိန်ပြန်တိုက်ကြည့်လိုက်တဲ့အခါမှာခရစ်တော်ကကျမ်းမာဘီလို့ပြောတဲ့အချိန်မှာဟိုဘက်မှာကျမ်းမာပါပြောချင်တာဖျားငင်ရဇကားကလက်တော်တင်စရာမလိုနောက်ထပ်ကနေ့ ထွက်တာနဲ့အကျိုးကျေးဇူးက abandon ရှိပြီတာနှုတ်တင်ကနေမွတ်ဆိုလိုက်တာနဲ့တစ်ချက်ထွက်လိုက်တယ်ရှိသွားပြီတာဒါကြောင့်ကောင်းကင်နေမြေကျူးဖန်ဆင်းကိုအလင်းဖြစ်စေလို့ပြောတဲ့အခါမှာဖြစ်စေလို့ပြောရတယ်ကဖြစ်သွားတယ်ပြီးတော့ဖြစ်စေဆိုတဲ့မပြောခင်မှာဖန်တီးမဲ့ဖျားခင်အောက်အဝဲရညံနဲ့တွေးခေါ်ထားပြီတာဖျားခင်ရဲ့ညံအောက်အဝဲဖြစ်တယ် ဖခင်ရဲ့အောက်ဝဲကညံနေစဉ်းစားပြီးတော့ဖြစ်စေလို့ပြောလိုက်တဲ့ဟာကိုကျွန်တော်တို့အခုချိန်ကြီးလေးလာလို့မကုန်သေးဘူးလေးမလေးလာနိုင်ဘူးဖြစ်စီဆိုရင်ဖြစ်လာတယ်ဗျာဒါကိုကျွန်တော်တို့ကဘယ်လိုလက်ခံနိုင်မလဲဘယ်လိုတုံ့ပြန်အဲ့ပုံမှာကျွန်တော်ကအကျိုးကျေးဇူးရမှာဗျာကျွန်တော်ဖခင်ကြောင့်သွားတယ်နောက်ကဘက်တော့ကြားတယ်တရားဟောချစ်ဒီနားထောင်တယ်ကျမ်းစာတွေဖတ်ပေမဲ့ဒါကိုကျွန်တော်တို့ကမတုံ့ပြန်နိုင်ဘူးလက်မခံဘူး ကျွန်တော်တို့လက်တွေ့အသက်တာတွေမှာ pride မလုပ်ဘူးကျွန်တော်တို့ဒါတွေကိုမဆုပ်ယူမထားဘူးဆိုရင်အကျိုးကျေးဇူးမရရှင်ဒူရောမဆောအပါရဲနာဆုံးနေတဲ့တဲ့